မင်္ဂလာပါအာဟိန်းစာမြန်မာထွက်ထရှင်နဲ့ပေါ့ဖော်မာဆိုတဲ့ YouTube channel လေးကနေပြီးတော့ကြိုဆိုပါတယ်ဒီ channel လေးကနေပြီးတော့ကျွန်တော်တို့မြန်မာကနဲ့ပတ်သက်တဲ့အဲအသိပညာတွေဘူးတူတာလေးတွေကျွန်တော်တို့အခြေခံအကနီးလေးတွေကိုအာကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်အာဒီတစ်ပတ်မှာတော့သင်ကြားပေးမှာကတော့အရှိတစ်ပတ်ကသင်ကြားပေးခဲ့တာကတော့ကျွန်တော်တို့တွေဂွင်ထိုင်နဲ့ဂွင်ထိုင်ပြီးတော့ကျွန်တော်စီဝါကကွက်ပေါ့နော်ဒါအမျိုးသမီးအခြေခံကဗျာလို့ပထမအဆင့်မှာခြေတင်တဲ့ဆက်နက်ကွက်ကိုသင်နေတာဖြစ်တဲ့ကြောင့်ဂွင်ထိုင်နဲ့ဟာကိုလည်းသင်ပေးပြီးသွားပြီ ကျွန်တော်တို့ဒါစီဝါကောက်ခွက်ကိုလည်းတင်ပြပြီးသွားပြီပေါ့နော်အကွင်ထိုင်တာကတော့လေဂျန်နဲ့ထိုင်တယ်ပြန်ပြီးတော့ပြန်ပြောပြရမယ်ဆိုရင် တော့နံပါတ်1ဖနောင်းနှစ်ခုကိုတမိုက်ခြေမထိန်နှစ်ခုကိုတထွားတမိုက်ဒါ main click ကပြလို့တော့ပေါ့နော်ဒူးတွင်တောင်စုပ်ပါဒူးတွင်တောင်စုပ်ဒူးကောင်နှလုံးကြားရတော့တထောင်ထည့်လိုက်တယ်ပြီးရင်ကားရယ်လက်ဖနောင်းနှစ်ခုကိုထောက်ရယ်ထောက်ရပါဖြစ်ပါတယ်ဒါကတော့ ქვენ ထိုင်းတာလေးချက်ပေါ့နော် ქვენ ထိုင်းပြီးသွားပြီဆိုတော့ကျွန်တော်စီဝါကတ်ခွက်စီဝါကတ်ကမလာခင်မှာပြန်လွှဲရမယ်ဆိုရင်တော့ကျွန်တော်တိုးပေတော့ပေတိုးပေတော့ပေပြေပြေပတ်ပြေပတ်ပြေပတ် ခြွင်တစ်ဆိုခြွင်တစ်ဆိုတော့တဝါပေါ့နော်ခြွင်နှစ်ဆိုနှစ်ဝါပေါ့အဲ့တော့ကျွန်တော်တို့ကကွက်တုတ်ကက်ကို၈ဝါကတယ်ကကွက်တိုင်းကိုကျွန်တော်တို့ညာဘက်၆တော့ကနေစပြီးကတာဖြစ်တဲ့ကြောင်းစီဝါကကွက်ပေါ့နော်အဲ့တော့စီဝါကဖို့ဆိုရင်ဒီခြေမဒီဖနောက်ကလေးရပေါ့နော်ဒီညာဘက်ဖနောက်ကလေးရညာဘက်ခြေမတက်ရှိရနေရာလေးကိုဖနောက်လေးထိုးတာခြွင်ပြီးရင်တခြွင်နဲ့ခြွင်သုံးခြွင်လေးခြွင်ငါခြွင်၆ခြွင်ခုနှစ်ခြွင်ရှစ် ကျွန်တော်ကြံခဲ့တဲ့ဘက်ကအဲ့ဒါတင်ပြီးသွားပြီဖြစ်ပါတယ်။ဒါလေးကပြန်ပြီးနှွှဲပေးတာပေါ့နော်။အဲ့တော့စီဝါကောက်ွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကာယမကောက်ွက်ကကြတော့ခြေနောက်ထိုးအဲခြေနောက်ထိုးဖြစ်တဲ့တကြောင်ခြေထောက်ကိုနောက်ထိုးမှဖြစ်ပါတယ်။ခြေထောက်ကိုနောက်ထိုးမှဘယ်လိုထိုးမလဲဆိုတော့ကျွန်တော်တို့အဲကောက်ွက်တစ်ခုဆက်ကပြီဆိုရင်ကျွန်တော်ကောက်ွက်တိုင်းကိုညာဘက်ခြေထောက်ကနေယူဆက်ကားတာဖြစ်တဲ့တကြောင်ခြေနောက်ထိုးကိုကျွန်တော်ထိုးပြပါမယ်เนาะအဲ့တော့ပထမဆုံးဂွင်လေးကိုပြန်ပြီးတော့ထိုင်မယ် ထိုင်မယ်ဝင်လေးထိုင်ထားတယ်ပေါ့နော်လေးချက်နဲ့ထိုင်ထားတယ်အဲဝင်ထိုင်ပြီးသွားဖြစ်တဲ့ကြောင့်ခြေနောက်ထိုးလို့ပြောတဲ့ကြောင့်ခြေပြားထိတ်ကလေးကညာဘက်ခြေတော့ခြေပြားထိတ်ကလေးကဘယ်ဘက်ခြေခြေတော့ရဲ့နောက်ကလေးကိုဒီလိုလေးထိုးလိုက်မှာဖြစ်ပါတယ်ခြွင်အဲ့လိုခြွင်လို့ထိုးလိုက်တဲ့အချိန်မှာခြေတော့ကြီးကိုဒီလိုလေးဆန့်လို့မရပါဘူးကျွန်တော်တို့ထိုင်ထားတဲ့ဂွင်အတိုင်းကိုကျွန်တော်တို့ခြေတော့လေးကိုဒီကိုယ်လုံးရဲ့အာဒီခြေတော့ပေါ်မှာသွားပြီးတော့အာပြုထားတယ်ဒီညာဘက်ခြေတော့လေးကဘယ်ဘက်ခြေတော့ရဲ့နောက်ကလေးကိုခြွင်ဆိုပြီးထိုးလိုက်တယ်အဲ့ခြေတော့လေးကမူလပုံစံဇလားပုံစံပြန်သိမ်းလိုက်ရင် ဝါလေးကတောက်အဲ့ဒါကိုတဝါလို့သတ်မှတ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေပထမဦးဆုံးအခုကဒါစပြီးတော့ဒီနော်ကြပြလွတ်စတင်နေတာဖြစ်တဲ့အကြောင်းခြွင်ပြီးဝါလို့တောက်ကိုပြန်ယူတဲ့အချိန်ချရင်သတိထားပါကိုရှင်းမှာမှန်ရှိရင်တော့အကောင်းဆုံးပါပဲမှန်နဲ့ကျွန်တော်တို့ကပြန်ပြီးတော့ ပြန်ပြီးတော့ဟိုပါပြမှာပေါ့နော်ကျွန်တော်ခံမှန်းရမှာပေါ့ဝင်ပုံစံတိုင်းကိုပြန်ပြီးခံမှန်းရမှာဖြစ်တယ်ကျွန်တော်တို့ကလက်ကွက်ကပြီးတိုင်းခြွင်တောက်ဆိုပြီးတော့အဲ့လိုတောက်ရှာလိုက်တိုင်းနိုင်လို့မရဘူးကျွန်တော်တို့စိတ်နဲ့ကျွန်တော်တို့အမြင်နဲ့မှန်းရမှာဖြစ်တယ်တိကျအခုချိန်မှာဖြစ်နိုင်မယ်ဆိုရင်တော့ဒါကြပြလွတ်စတင်တဲ့ချိန်မှာဆိုရင်တော့ကို့ရှိမှာမှန်လေးတစ်ချက်ရှိမယ်ဆိုရင်တော့မှန်လေးတစ်ချက်ရှိမှာထောင်ပြီးတော့ကစီချင်ပါတယ်အဲ့ဒါဆိုရင်ကိုကမှန်းရတာပို့လွယ်တယ်ပေါ့နော်ဒီလိုကြီးတွေငုတ်ကြည့်စရာမလိုတော့ဘူးပေါ့နော်အတက်နိုင်ဆုံးတော့မှန်မရှိတဲ့လူကလည်းအတက်နိုင်ဆုံးတော့ကိုကတာကိုခြွင်ပြီးွားရင်တောက် တောက်ကိုအတက်နိုင်ဆုံးကိုယ့်ဘာသာကိုရအောင်ပေါ့နော်တွင်ပုံစံတိုင်းရှိနေအောင်ခံမှန်းပြီးတော့ပြန်ချရမှာဖြစ်ပါတယ်တွင်ပုံစံရအောင်လုပ်ရမှာအဲ့ဒီတော့ကျွန်တော်တို့ကအစပိုင်းမှာပြောခဲ့သလိုပဲတွင်ထိုင်ခြင်းဟာအရန်အရေးကြီးပါတယ်တွင်ထိုင်တာအသားကျနေတဲ့လူဆိုရင်ကျွင်တောက်ဆိုပြီးတော့ကိုယ့်ဘာသာကိုမှန်းနိုင်မှာဖြစ်ပါတယ်ကောင်းကောင်းမွန်မွန်လွယ်လွယ်ကူကူနဲ့မှန်းနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ခွင်မများထိုင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်ခြေနောက်ထိုးကောက်ွက်လေးကိုကျွန်တော်ရှစ်ဝါတိတိကပြပါမယ်ဒါခွင်လေး ကွင်းပြန်ထိုင်ကွင်းပြန်ပြီးတော့တိုင်းမယ်ပေါ့နော်ကွင်းပြန်တိုင်းပြီးွားပြီးဟုတ်ပြီအဲ့တော့အဲ့တော့စမယ်တိုးဘေရိုဘေတိုးဘေရိုဘေဘေဘေပဘေပဘေပခြွင်တခြွင်နှစ်ခြွင်သုံးခြွင်လေးခြွင်ငါခြွင်ချခြွင်ခုနှစ်ခြွင်ရှစ် ဲ့တော့ကျွန်တော်တို့ဒီစီးဝါးအကောက်ွက်မှာကရင်သတိထားပါကျွန်တော်တို့လူက supply လို့မဖြစ်နေဖို့လိုအပ်ပါတယ်ခြွင်တခြွင်နှစ်ဆိုတာဒီလိုဒီလိုအဲ့လိုအဲ့လို supply လို့မဖြစ်ဖို့လိုအပ်ပါတယ်အဲ့ဒါကိုသတိထားဖို့လိုအပ်ပါတယ်အဲ့ဒါတချို့တော်တော်များများမှားတတ်တဲ့အမှားလေးကိုကျွန်တော်ဒါပြန်ပြီးတော့ပြောပြပေးတာပေါ့နော်ထောက်ပြတာပေါ့အဲ့တော့စပြီးကရတယ်ကခြွင်တခြွင်နှစ်အဲ့တော့အောက်ပိုင်းကလုံးဝငြိမ်ပါတယ်ဂွင်ထိုင်လာတဲ့အတိုင်းလေးပဲနောက်လေးထိုးတယ်ခြွင်တခြွင် နှစ်ခြွင်းသုံးခြွင်းလေးခြွင်းငါခြွင်းချခြွင်းခုနှစ်ခြွင်းရှစ်ဒါကတော့ခြေနောက်ထိုးကောက်ွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီခြေသင်တန်းခြေသင်တန်းကောက်ွက်တွေကနေတဲ့အချိန်မှာကျွန်တော်တို့ဂွင်ကတော့၄ခုလုံးကတော့လုံးဝအဖျက်ခံလို့မရပါဘူးအဲ့တော့ဒီတမိုက်ရှိရမယ့်နေရာလဲတမိုက်ပြန်ချလိုက်တဲ့အချိန်မှာလုံးဝဒီတိုင်းကိုတောက်လျှောက်ဒီအပေါ်ပိုင်းကလည်းဒီခန္ဓာကိုယ်အပေါ်ပိုင်းကလည်းဒီလို ီလိုကြီးဒီလိုကြီးခုနပြောသလိုဂွင်ထိုင်တာဖြစ်ကြောင့်ဒီလိုကြီးကုန်းကုန်းလေးလှုပ်ထားလို့မရပါဘူးအဲဒီလိုကြီးကော့ကော့ကြီးလည်းလှုပ်ထားလို့မရဘူးအပေါ်ပိုင်းလေးကခန္ဓာကိုယ်အပေါ်ပိုင်းလေးကဖြောင်းဖြောင်းလေးရှိနေဖို့လိုအပ်ပါတယ်အဲ့ဒါရေးကြည့်ပါတယ်နော်အဲခေါင်းလေးကလည်းအပေါ်မော့စရာမလိုငုံးစရာလည်းမလိုခေါင်းကလည်းဖြောင်းဖြောင်းလေးပဲလိုတက်တက်မတ်မတ်လေးကိုပဲရှိပြီးတော့ကိုယ့်အသားကိုအောက်ပိုင်းလေ့ကျင့်ခန်းလှုပ်စရာရှိတာကိုခြေနောက်ထိုးလှုပ်စရာရှိတာကိုကိုယ့်အသားကိုလှုပ်ရမှာဖြစ်ပါတယ်အဲ့တော့အပေါ်ပိုင်းနေလုံးဝကုန်းကျင်း ကော့ခြင်းခေါင်းနေမော့ခြင်းငုံခြင်းလုံးဝမလုပ်ရပါဘူးတက်တက်မတ်မတ်လေးပဲပေါ်ပန်းလေးကိုထားရမှာဖြစ်ပါတယ်အဲ့တော့ဒီကောက်ကွက်ကတော့ကျွန်တော်တို့ခြေနားထုတ်ကောက်ကွက်ဖြစ်ပါတယ်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးအဆင်ပြေတယ်လေ့ကျင့်ရတာအဆင်ပြေဆိုရင်တော့ဝမ်းသာပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့မြန်မာကနေပတ်သက်တဲ့ဘူတ္တရာလေးရသွားရသွားမယ်လို့လည်းကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဟိန်းစာမြန်မာ traditional performance ဆိုတဲ့ YouTube channel လေးကိုလည်း like လေးလုပ်ပေးပါဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းကျွန်တော်လက်မလေးထောင်ပေးခဲ့ပါ comment လေးလည်းရေးပေးလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါလို့အဲတောင်းဆိုပါတယ်ခင်ဗျာနောက်တစ်ပတ်နောက်တစ်ပတ်မှာလည်းကျွန်တော်တို့ channel ရနေပြီးတော့ဒီကောက်ွက်လေးတွေကိုဆက်ပြီးတော့ညွှန်ပေးပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းစဉ်စက်မပြတ်အားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်